ဂျပန်နိုင်ငံမှာဆိုရင်တော့မီးရှို့ထားတဲ့တပ်သားတွေနဲ့အိမ်ကိုစောက်ကြပါတယ်။မီးရှို့ထားတဲ့တပ်သားနဲ့အိမ်စောက်တယ်ဆိုတာကကြားရတာတော့နည်းနည်းထူးဆန်းလို့နေမှာပေါ့နော်။ဒါပေမဲ့ဂျပန်ရိုးရာပညာတက်ခိုးဖြစ်တဲ့ ရာကီစုကီဆိုတဲ့နည်းပညာဆွေတော့မိရှုပ်ထားတဲ့တက်သားကိုမှအင်းစားဖို့အတွက်အသုံးပြုတာပါ။ဒါလို့ပြုလို့ရခြင်းကတက်သားရဲ့အပေါ်ယံအလွာတွေကိုအနက်ရောင်ဖြစ်ပြားမှုအတွက်ဤဝေထားတာဖြစ်ကဒီနည်းပညာဆွေတော့တက်သားကိုပို့ပြီးတော့ခိုင်ခန့်စေတဲ့ပြင်ပိုးစားတာတွေကိုလည်းကာကွယ်ပေးနိုင်တဲ့အခြေအနေတစ်ခုဖြစ်လာအောင်လို့ဖန်တီးပေးပါရယ်။ဒီနီးစနဲ့တွေကရိုးရှင်းတဲ့နီးစနဲ့တော့မဟုတ်ပါအောင်ရှင်တက်သားကိုတိကျတဲ့အချိန်နဲ့အပူချိန်အတိုင်းမီးပေးပြီးတော့မှအဲဒီနောက်မှာရေနဲ့တက်သားကိုအေးအောင်ပြန်လုပ်ရပါတယ်တက်သားရဲ့ဒီအနက်ရောင်ဖြစ်တဲ့အပိုင်းဟာလှပါမှုတစ်ခုဖြစ်တယ်လို့မိုး းတန်ရာသီဥတုတန်နဲ့အပူလိုင်းတွေကိုလည်းထန်ခံနိုင်ပါသေးတယ်။အထက်ကအပြင်ဆိုးဆိုးတဲ့ဒေသတွေမှာပဲဖြစ်ဖြစ်တောရွာတွေမှာပဲဖြစ်ဖြစ်နေထိုင်တဲ့အိမ်တွေအတွက်ကတော့ဒီနေ့ရသဘာဝနဲ့လိုက်ဖက်ပြီးရေရှည်ခံနိုင်တဲ့နေလန်တစ်ခုဖြစ်ပါရည်။တောင်သူလယ်သမားတွေနဲ့ရိုးရာဂျပန်အိမ်တွေအတွက်ဆန်းဆန်းမပြတ်အသုံးပြုနေတဲ့ ရာကီဆူဂီယာဆိုရင်တော့ဒီကနေ့မှဆိုရင်တကဘာလုံးမှာတဘာဝကိုအထူးတမိုးထားကြတဲ့သူတွေကြားထဲမှာပြောင်းလဲနာမည်ကြီးလာနေခဲ့ပါပြီ။ဒီနေ့ပညာကိုတိစားမှုနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပြောင်းလဲအသုံးချနိုင်တာဟာတိုက်ပန်တဲ့ယဉ်ကျေးမှုတွေရဲ့ပေါင်းစပ်မှုတစ်ခုရဲ့ရလဒ်လေးဖြစ်ပါတယ်။ရာကီဆူဂီနီလဲဟာမီးဟိုအန်ဒီယမ်မိုဘဲနဲ့အဖိုးထံစွမ်းရည်အဖြစ်နဲ့ပြောင်းလဲပေးနိုင်တဲ့ဂျပန်ရိုးရာနည်းပညာတစ်ခုဖြစ်ပါရဲ့ရှင်။